မကုန်းနေတခါမှမရဘူးတဲ့ဥရောပဓမ္မလာကြီးကိုယူပြသွားတဲ့ရှင်ပြန်မလေးများအားလုံးပဲမင်္ဂလာပါစနေနေ့ညကကစားသွားခဲ့တဲ့အမျိုးသမီးချန်မြန်လီဘလူးပွဲမှာဆိုရင်တော့ဆင်မြန်ကြီးနဲ့ဂုံကြီးတို့ရဲ့အမျိုးသမီးသင်းတွေထက်ထက်တွေ့ဆုံခဲ့ကြပါတယ်ဒီပွဲမှာဆင်မြန်မလေးတို့အတင်ကဘာကမားတို့အတင်ကိုအနိုင်ယူပြီးတော့အားလုံးကိုအံ့အားတင်သွားစေခဲ့ပါတယ်ဘာလို့အံ့အားတင်သွားရတယ်လဲဆိုရင်တော့ဂုံကြီးတို့ရဲ့အမျိုးသမီးအတင်ဆိုတာဥရောပဘလုံးလောကမှာဘာဆိုလားဖြစ်ပါတယ် ကစားသမားကောင်းတွေကိုပိုင်ဆိုင်ထားပြီးတော့အသင်းကလည်းတခြားအသင်းတွေနဲ့စာရင်နောက်ထပ် level တစ်ခုကိုရောက်နေတဲ့အနေအထားမျိုးမှာရှိပါတယ်။နောက်ဆုံး၃နှစ်စရိုက်ကိုဥရောပ final တက်လန်းထားပြီးတော့အဲ့ဒီထဲကနှစ်ကြိမ်ကတော့ဖလားရထားပါတယ်။ခွန်ယူအသင်းမှာရှိနေခဲ့တဲ့ပူတဲလက်ဖ်တို့ဖမာတီတို့ဆိုတာနည်းနည်းရကစားသမားတွေမဟုတ်ပါဘူး။နောက်ဆုံး၄နှစ်မှာဘလိုနီယောဆူဂျီကိုနှစ်ကြိမ်စီတင်ပိုက်ထားတဲ့ကစားသမားကောင်းတွေဖြစ်ကြပါတယ်။ဒီလိုအသင်းမျိုးကိုစင်မြတ်မလေးတို့ကအနိုင်ကန်နိုင်လိုက်တာကြောင့်အာအသင်းစရာတွေဖြစ်ကုန်ရတာပါ တကယ်တော့စင်ပြန်နုဆိုတာအင်္ဂလန်မျိုးသမီးဘောလုံးလောကမှာတော့လမ်းမိုးထားနိုင်သေးတဲ့အသင်မဟုတ်သေးပါဘူး။အင်္ဂလန်မျိုးသမီးဘောလုံးလောကကိုညီမလေးတို့တင်ကပဲလမ်းမိုးထားခဲ့ပြီးတော့ဒီနေ့ပြည်တွင်းမှာလည်းရှုံးမဲ့မရှိချန်ပီယံဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ညီမလေးတို့အတင်ကဒမ်ဘလာစီမီဖိုင်နယ်မှာတော့ဘာဂါမာရိုနဲ့မှထိတိုက်တွေ့ဆုံခဲ့ရပါတယ်။ဘာဂါမာရိုကတော့ညီမလေးတို့ကိုနှစ်ကြော်စလုံးမှာ၄ဂိုးတကူဆိုတဲ့ရလန့်နဲ့ဂိုးပြည့်ချေပြည့်အနိုင်ယူပြီးတော့ဖိုင်နယ်ကိုတက်လန်းသွားခဲ့တာပါ။ဒါလို့ဆိုရင်ဘာဂါမာရိုမျိုးသမီးတင်ရဲ့ level ကဘယ်လောက်ရှိနေမလဲဆိုတာကိုခန့်မှန်းမိလို့ရမယ်လို့ထင်ပါတယ်။ စမန်ကြီးတို့မျိုးသမီးအတင်းကတော့ရှုံးထွက်အဆင့်ဒီမှာဟာလွန်နဲ့လီယွန်မျိုးသမီးအတင်းတွေကိုကျော်ဖြတ်ပြီးတော့ final ကိုတက်လန်းလာခဲ့တာပါတကယ်တမ်းဆိုရင်ဘာကာမာရုရဲ့လူစီရင်နဲ့နီးပြွာတွေကိုရှင်နိုင်ဖို့ဆိုတာစမန်မတို့တက်သိပြီးမလွယ်ကူပါဘူးဘာကာမာရုကပွဲစဉ်တိုင်းလူလူမှာသူတို့ခြေသူတို့လက်ဖြစ်လောက်တဲ့အထီကိုထိမ့်ချုပ်ကစားနိုင်ခွင့်ရှိပါတယ်တပတ်ကစမန်မတို့ကတော့ pressing နေတဲ့လူအုံတွေကိုပဲအတုံးချပြီးတော့ဘာကာမာရုကိုရင်ဆိုင်သွားခဲ့တာပါဘာကမာရိုအရင်လိုဘောလုံးကင်ထားနိုင်နေဆိုပေမဲ့စီမံမရိုရဲ့ကစားပုံကြောင့်လောကကံရခက်ခဲခဲ့တယ်လို့ပြောလို့ရပါတယ် ဒီလိုနဲ့ဆင်မြန်မောင်းလို့တဲ့တလုံးနဲ့တော့အနိုင်ကူကူတော့မိနစ်80ကျော်လောက်မှာဘလက်ဖီနီယက်ဆိုတဲ့ကစားသမားလေးကသွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်ပဲပြီးဆုံးချိန်မှာတော့ဆင်မြန်မျိုးသမီးအတင်ကဘာကမာရိုကိုတကူကူမရှိနဲ့အနိုင်ယူပြီးတော့အမျိုးသမီးဒမ်ပလာချန်ပီယံဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့လည်းဆင်မြန်မျိုးသမီးအတင်အတွက်ဒါကပထမဆုံးသောဒမ်ပလာမဟုတ်သေးဘဲနဲ့2006-2009ခုနှစ်တည်းတုန်းကလည်းတချိန်ရခဲ့ပူသေးပါတယ်။အမျိုးသမီးအတင်ကဒမ်ပလာနှစ်ချိန်တည်းရထားတဲ့အချိန်မှာဟိုကောင်လေးကတော့မူးလူတောင်ရှူစရာမရှိသေးဘဲနဲ့စစ်သူလင်ပွားနဲ့ကျင်တဲ့နေရာတုန်းပဲဖြစ်ပါတယ်။ ။ဇောင်းလင်းကြည့်ပြီးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။